ဟယ်လိုဆရာတို့ဒီမှာကွန်ပျူတာစနစ်တစ်ခုလို့ကွန်ပျူတာလို့ပြောတာဆရာတို့ကွန်ပျူတာလုံးနိုင်တဲ့ပါဝါရှိတဲ့ device တွေကိုဆရာတို့ကွန်ပျူတာလို့ခေါ်တယ်။အာကွန်ပျူတာတစ်လုံးက input output storage process ဒါလုပ်ပေးနိုင်ကွန်ပျူတာလို့ခေါ်တယ်။ဒါကြောင့် Arduino လည်းဒါ computing ကွန်ပျူတာတစ်လုံးလို့ပြောလို့ရတယ်။ Arduino ဆိုတာကဒီကောင်ကြီးတစ်ခုလုံးကိုတောင်ပြောတာကဘူးဒီ chip လေးကိုပဲပြောတာ။ အဲ့ဒီ chip လေးကိုဆရာတို့ကကွန်ပျူတာ on နဲ့ chip လို့ခေါ်တယ်။ဘာဖြစ်လဲဆိုသူ့ထဲမှာကွန်ပျူတာတစ်လုံးမှာပါရမယ့်အစိတ်ပိုင်းတွေဖြစ်တယ်။ CPU ပါတယ်။ပြီးလို့ရှိရင်ဆရာတို့ RAM ပါတယ်ပေါ့နော်။ပြီးလို့ရှိရင် storage flash ဆို secondary storage ဖြစ်တယ်။အ flash တွေပါတယ် flash memory ပါတယ်။အဲသူ့ထဲမှာဆရာတို့ asset အနေနဲ့ဆိုလို့ရှိရင်ဟလာ analog အနေပြော digital ပြောင်းတဲ့ AD converter တွေတော့မှပါသေးတယ်။အဲ့တော့ အစအနေပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အာဗီနိုဆိုတာကဒီပါဝါနဲ့ဆိုင်နဲ့ပေးနေပါမယ်ပြီးလို့ရှိရင်ဆရာတို့ analog ပေးနေပါမယ် digital ပေးနေပါမယ်ဒါတွေနဲ့ပြင်ပကစက်စားတွေပြင်ပက machine တွေကိုချိတ်ဆက်ပြီးတော့ input တွေယူမယ်အဲ့ဒီ machine တွေကို control လုပ်မယ်ဒါမျိုးလုပ်ပေးနိုင်တဲ့ကောင်ကိုဆရာတို့က arduino လို့ခေါ်ပထမဆုံးတော့ electronic device တွေကဒီ power မှန်အောင်ပေးရတယ် ပါဝါပေးဖို့အတွက်ကို option တွေရှိတယ်ဆရာတို့ဒီမှာဆိုရင် USB ပို့ရတယ်ပြီးတော့ပါဝါပေးလို့ရတယ် USB ပို့မှာကြိုးလေးချောင်းရှိကြိုးလေးချောင်းထဲမှာအစုံဆုံးကြိုးနှစ်ချောင်းကပါဝါနဲ့ ground အဲ့ဒီပါဝါနဲ့ ground က Arduino ကိုဒီ USB ရတဲ့စင်ဆရာတို့ဥပဒါပဲဖြစ်ဖြစ် power bank ပဲဖြစ်ဖြစ်ဆရာတို့ adapter နဲ့ပဲဖြစ်ဖြစ်ပေးလို့ရတယ်5ဘုထွက်လာမှာလေ5ဘုနဲ့ ground ပေးလို့ကျန်တဲ့အလဲရကျိုးနှစ်ချောင်းကဘာအတွက်သုံးတာလဲဆိုတော့ serial communication အတွက်သုံးတာ serial communication ဆိုတော့အခု Arduino ဆရာတို့ကွန်ပျူတာနေ program ရေးထည့်မှုတွေ serial နဲ့သုံးတယ်တခြား device တွေနဲ့ခြေတဲ့အချိန်မှာလည်း serial communication ဟာသုံးတယ်အဲ့ဒီ USB တဲ့ကအလဲကျိုးနှစ်ချောင်းဟာ binary နဲ့ဆက်နေလဲဆိုတော့ဒီမှာဆိုရင် TH1 နဲ့ IS1 ဗော TH1 နဲ့ I0 ပင်နံပါတ်0နဲ့1နဲ့လဲဆက်တယ်ဒါကြောင့်မလို့ဟို digital pin နဲ့သုံးတဲ့အချိန်မှာဒီနှစ်ပင်ကိုဆရာတို့ခြံထားခဲ့လေးရှိတယ် တော့ analog pin တွေကတော့ဘာအတွက်သုံးတာလဲဆိုတော့ analog read ဒီဆရာတို့အပြင်မှာရှိနေတဲ့ temperature အပြောင်းလဲအပူချိန်ဖိအားစသဖြင့်ပေါ့နော်အကွာအဝေးဒါမျိုးတွေတိုင်းတဲ့အချိန်မှာပြောင်းလဲနေတဲ့ value တွေကိုကျတော့ analog value တွေအနေနဲ့ဖတ်ဖို့လိုတဲ့အချိန်ကြရင်ဒီ pin တွေရပြီးတော့ analog input ဖတ်လို့ရတယ်အဲ့ဒါကို analog pin တွေလို့ခေါ်တယ် power pin တွေကတော့အဓိကသုံးတာကတော့ဒီ 5V နဲ့ ground တစ်ခုကိုအဓိကသုံးတယ် pin ကတော့ဆရာတို့ Arduino ကို input power ပေးခြင်းတဲ့အချိန်ကြလို့ရှိရင် vn ကနေပေးလိုက်ရအဲ usb ကနေ power ပေးလိုက်ရတယ် vn နဲ့ ground နဲ့ plus fiber နဲ့ ground ကိုပေးပေးရင်လည်းရတယ်ဒါမှမဟုတ်ရှင်ဆရာတို့ဒီဘက်က dc power plug ကနေပြီးတော့ဆရာတို့ဒီ fiber တွေပုံမြင့်တဲ့စစ်ဖို့နိုင်ဖို့တွဲဖို့စသဖြင့်ပေးလို့ရဒီ ic လေးကအဲ့ဒီ higher voltage တွေကို fiber stable ဖြစ်အောင်ပြောင်းပြီးတော့မှ arduino ကိုကျွေးမှာအဲ့တော့ဒီဘက်က chip လေးကတော့ serial communication တွေကို control လုပ်ပေးတဲ့ chip လေးတွေဒါလေးကတော့ဆရာတို့ဗာလေးလဲဆိုတော့ Arduino ရဲ့ clock လေးတွေသူ့ရဲ့နာရီလေးပဲဒီမှာဆိုလို့ရှိရင်ဒီကောင်က60 MHz ထုတ်ပေးတဲ့ကောင်လေးအဲ့ဒီ60 MHz frequency pass လေးတစ်ခု online online မှာ transistor တွေအဖွင့်ပိတ်ဖြစ်တယ်ဆရာတို့ instruction တစ်ခုအလုပ်လုပ်တယ်ဒါက Arduino ရဲ့အခြေခံသဘောတရားအာ transmission ပေါ့ serial ပို့ရမယ်ပြီးတော့ data တွေအသွားပြန်ပေးနေတဲ့ချိန်မှာ r is at th လင်းမယ် arduino ကနေ data တွေထွက်ရင် th လင်းမယ် arduino ထဲကို data တွေဝင်ရင် r is ကလင်းမယ် dl led လေးကတော့ကျွန်တော်တို့ arduino ကောင်းကောင်းစမ်းဖို့အတွက်ကိုတုံးလို့ရတယ်ကောင်းသေးလို့အလုပ်ဖြစ်မဖြစ်ဘူးပင်နံပါတ်ဒီ30နဲ့ချိန်ထားပင်နံပါတ်30နဲ့ချိန်ထားပြုတ်တဲ့ကြောင့်ပင်နံပါတ်30ကိုအဖွင့်ပိတ်လို့ဒီ led တွေလင်းလိုက်တက်တဲ့ LED မပါဘဲနဲ့စမ်းလို့ရအောင်ဖန်တီးပေးတာ။အဲ့တော့ တော့လောက်ဆိုရင်တော့အခြေခံတိလောက်ပြီဒါဆိုရင်အစအနေနဲ့ပြန်ထွေးနေတာဗောနိတို့တွေတို့ကတော့ဒီပေးချာမတင်လိုက်ရဘူးဖြစ်သွားတာဆိုတော့ဆရာပြန်တင်ပေးရမှတော့ရှိတယ်အဲ့တော့ဆရာတို့မှကြည့်အောင်อืม အဲ့ဆရာတို့အစတင်ပြီးတော့ပြန်ပြီးတော့စဉ်းစားကြည့်အောင်ဘာလို့လဲအလေးဒီတလုံးပဲခြံထားပြီးတော့ခြံထားလေးကိုဆရာကဖြတ်လိုက်ပါ why ဘုတ်တလီမလုပ်တာပဲဟောအစ်စ်ပြန်လုပ်ရတော့အဲ့လိုပါ 小哥在被这个骗上了、啊哦，好、啊，我们再接下。 အဲ့တော့သူ့ငူပါလာတဲ့ LED ကြီးကိုဆရာတို့အခွင့်ပိတ်လေးရေးကြည့်ရအောင်အဲ့တော့အာဒီနိုမှာဘလောက်နဲ့တော့ရေးမနေပါနဲ့တော့ဆရာတို့တက်စ်ပြောင်းပြီးတော့ရေးရအောင်ဟုတ်အဲ့တော့ဒီမှာသူစတာခြင်းမှာပါပေးထားလဲဆိုတော့ဟိုအရှင်တစ်ခုပေးတာတစ်ခုကစက်တက်ဆိုတဲ့ကောင်နဲ့တစ်ခုကဆရာတို့လူဆိုတဲ့ကောင် ဆက်ဘက်ဆိုတဲ့ကောင်ကသောတာကြီးမှာတစ်ချိန်အလုံးလုံးတယ်လူဆိုတဲ့ကောင်ကအဲ့ဆက်ဘက်ပြီးရနဲ့လူကိုအဆက်မပြတ်အလုံးလုံးတယ်လူအစအနေအဆုံး run နဲ့အဆုံးရောင်းအစအနေပြန် run နဲ့ဒီနည်းနဲ့ပေါ်မှာမပိတ်ချင်လူပတ်အဲ့တော့ဆက်တက်ကဘာလို့တုံးတာလဲဆက်တက်ကဒီချိန်နဲ့လုတ်ပြီးပြီးသွားမဲ့စက်တင်နေပြီးတာတို့ เนาะတခြားဒီတခါပဲအလုပ်လုပ်မယ်ဒီကုတ်ကြီးနေမယ်ဆိုလို့ရှိရင်ဒီစက်တက်တဲမှာရှိတယ်လူကတော့ဆရာတို့ဟိုဆရာတို့ဒီဖက်ဝဲတွေရဲ့သဘောကလူနဲ့အလုပ်လုပ်တာ PLC ပဲဖြစ်ဖြစ် Arduino ပဲဖြစ်ဖြစ်လုံးလုံးလုပ်တယ်ဆိုတော့ input တွေဖတ်တယ် process လုပ်တယ်ဘာလို့အောင်လဲဆုံးဖြတ်တယ် output ထုတ်တယ်တခါ input ပြန်ဖတ်တယ်စံတာလေးကနေပြောဖတ်လိုက်တယ်ဘာလို့ဖြစ်နေပြီလဲဆိုတော့သိအောင်လုပ်တယ် process လုပ်တယ် output ထုတ်တယ်အဲ့ဥပမာဆိုရင်ဆရာတို့လူတွေကလည်းဒီတိုင်းပဲ လူတွေကကျွန်တော်ကကားမောင်းနေဆိုတော့ကားမောင်းနေဆိုရင်ကျွန်တော်ကြိလိုက်တယ်အဘယ်ကွေးဖို့လို့လဲကွေးလိုက်တယ်အဲတစ်ခါပြန်ကြိတယ်ညာကွေးဖို့လို့လဲစဉ်းစားတယ်ညာကွေးလိုက်တယ်ဒီလိုနဲ့ဆရာတို့ကအဆက်မပြတ်အလုပ်လုပ်နေတာဆရာတို့အိပ်ပျော်သွားတဲ့အချိန်ကမှလည်းအဲ့ဒီလူတွေနဲ့ကနေထွက်သွားတယ်အဝဲတွေအားလုံးဒီ import process output ဆိုတဲ့လူတွေတိုင်းအလုပ်လုပ်နေအဲ့ဒါလေးကိုဆရာတို့ကဒီလူတွေနဲ့မှရေးရအဲ့တော့ဆရာတို့ကြည့်ရအောင်ဒီမှာဆရာတို့ ဆက်တဲ့အထဲမှာဘာတွေလုပ်လို့ရှိနေလဲဆိုတော့ဒီ Arduino မှာဆရာတို့က interfacing လုပ်တယ်ဆိုတာကပြင်ပမှာရှိနေတဲ့ sensor တွေနဲ့ machine တွေနဲ့ချိတ်ဆက်တာပေါ့အဲ့လို interfacing လုပ်မှုတော့ပင်တွေကိုသုံးပါအဲ့တော့ဆက်တဲ့မှာအဓိကလုပ်ရတာပင်တွေကိုဘယ်ပင်တွေကို input output သုံးလဲဆိုတဲ့ဟာပြောပြ input output ဆက်တင်ပေးရမှာအဲ့တော့ဘာနဲ့လုပ်လဲဆိုတော့ပင်ပုတ်ဆိုတဲ့ function လေးနဲ့ဆရာတို့ကပြုလုပ်တာเนาะ ပင်မို့ဆိုရင် function လေးထဲမှာအဲ့ဒီကိုသုံးမဲ့ပင်လေးပေါ့ဒီမှာပင် element 13လေးကိုဆရာသုံးမယ်ပြီးဘာပြတ်သုံးမဲ့လို့ဆိုတော့ပြောပြရမယ်ဆာလို့ချိနေတယ်လို့ပြရအင်ပေါ်အပေါ်နှစ်ခုကိုဆရာတို့ကရေးပြရအပေါ်တော့မယ်လို့ရေးပြီးွားရင်အဲ့ဒီပင်ကိုဆရာတို့ကဖွင့်လို့ပိတ်လို့ရပါတယ် very easy ပဲအဲ့တော့ဆရာတို့အာဒီနိုမှာအင်ပေါ်အပေါ်လုပ်တယ်ဆိုတာကဖွင့်မယ်ပိတ်ဖွင့်မယ်ဆိုတာ5ဖို့လွတ်လိုက်မယ် 0 volt တွတ်ပေးလိုက်เนาะဟိုအဲ့ဒီပင်လေးကို5 volt ပင်နဲ့ဆက်ပေးလိုက်မယ် ground ပင်လေးနဲ့ဆက်ပေးလိုက်ဒါပဲအဲ့ဒါကို0နဲ့1ပေးတယ်အဲ့နဲ့လိုပေးတယ်လို့ခေါ်တယ်နောက်တစ်ခုကဆရာတို့ဖတ်မယ်ဖတ်မယ်ဆိုတာ read လုပ်မယ်အဲ့ဒီပင်လေးက5 volt ရှိနေတာလား0 volt ရှိနေတာလားဆိုကျွန်တော်အဲ့ဒီပင်လေးဒီ0လောက်1လား high လား low လားအဲ့ဒီပင်လေးဒီ ဂရောင်းချနေတာလားဖိုးရရှိနေတာလားဆိုတော့ဆရာတော်ကဖတ်လို့ရနောက်တစ်ခုက analog တန်ဖိုးတွေကိုဖတ် analog တန်ဖိုးတွေကိုဖတ်တဲ့အချိန်မှာဒီပေနေမှာချိန်ထားတဲ့စံတာတွေက value တွေကို analog တန်ဖိုးက0ကနေ255ရှိတယ်တကယ်တော့အပြင်မှာရှိတဲ့ value က0နဲ့5ကိုကြာ value တွေကြောင်းနေနေတယ်အဲ့ဒီ0နဲ့5ကိုကြာ0 0.5 2.2အဲ့လိုကြောင်းနေတဲ့ value တွေကိုဆရာတို့က ။ဒါပြီးတော့လည်းဖတ်လိုက်တဲ့အချိန်မှာဆရာတို့က0ကနေပြီးတော့255ကြာ value တွေဖြစ်နေပြန်ရမယ်။အပြင်မှာ5ကိုရှိတဲ့ value တခုက255ဆိုပြီးရလိမ့်မယ်။ဟာ24ဆိုလို့ရှိရင်ဆရာတို့ပြန်ပြတ်ပေါ်လေအဲ့တော့လောက်ရလိမ့်မယ်။စသဖြင့်ဆရာတို့က analog value တွေကိုဖတ်လို့ရတယ်။ဘာလို့ဖတ်လို့ရလဲဆိုတော့ AD converter ရှိလို့ analog ကို digital ပြောင်းပေးနေတဲ့အကောင်ရှိလို့ digital system တိုင်းမှာ analog တောင်မထည့်လို့မရဘူး။ 1နဲ့0နဲ့ပဲအလုပ်လုပ်တယ် on and off နဲ့ပဲအလုပ်လုပ်တယ်ဘာဖြစ်လဲဆိုတော့ digital ဆိုတာ transistor တိုင်းနဲ့စောက်ထားတာ1နဲ့0တွေဆိုအဲ့ transistor ရဲ့ base တွေကိုဆရာတို့ကအဲ့နဲ့ load ပေးလိုက်တာဒါပဲအဲ့တော့ transistor မှာအဖွင့်လေးတွေရှိတယ်အဖွင့်ဂျားလေးက value တွေကသူတို့ effective မဖြစ်ဘူးသဘောပေါက်တယ်မလားဂျားလေးက value တွေကိုဆရာတို့ကဘာနဲ့လုပ်တာလဲဆိုတော့ analog electronic circuit နဲ့စောက်ထားတယ်ဟောအဲ့ဒါရောထည့်မပြောတော့ဘူးအဲ့တော့ဆရာတို့ကအဓိက၄မျိုးလုပ်တယ်ဟုတ်လား digital input digital output analog input analog output ဟုတ် analog input တော့ analog circuit တွေနဲ့ဆရာတို့ကဒီ chip ထဲမှာထည့်ပြီးမြှုပ်ထားတဲ့ analog circuit တွေနဲ့ဖတ်လို့ရပြီမြင် output ထုတ်တာ analog value သူကဘယ်လိုထုတ်ပေးနိုင်ပါလဲ analog value ဆိုတာတန်ဖိုးပြောင်းလဲနေတဲ့ voltage တန်ဖိုးတွေပြောင်းလဲနေတဲ့ value 0.5ကြားမှာပြောင်းလဲနေတဲ့ value တွေဘယ်လိုထုတ်ပေးနိုင်လဲအဲ့တော့ digital ပင်လေးထဲမှာအတွန့်လေးတွေပါတဲ့ပင်လေးတွေရှိတယ်။အဲ့ဒီအတွန့်လေးတွေပါတဲ့ပင်လေးကို PWM ပင်လေးလို့ခေါ်တယ်။ PWM ဆိုတာ password modulation ကိုခေါ်တယ်။ password modulation ကဘာမှမဟုတ်ပါဘူး။ပြန်လာပိတ်တာကိုမြန်မြန်လုပ်ပြီးတဲ့ကောင်ကို password modulate လုပ်တယ်လို့ခေါ်တယ်။ password ဆိုတာ pass ဆိုတာက on off ဖြစ်သွားတဲ့ဟာလေးကို pass လို့ခေါ်တယ်။ on ဖြစ်သွားတဲ့ကောင်လေး off ဖြစ်သွားတဲ့ signal လေးအဲ့ဒီ signal လေးကို pass လို့ခေါ်တယ်။ password ဆိုတော့အဲ့ဒီ pass လေးကြာချိန်ပေါ့ကွာလောလောပြောရရင်ဘယ်လောက်ကြာကြာ on သွားတယ်ဘယ်လောက်ကြာကြာ off သွားတယ်ဆိုတော့ password ပေါ့အဲ့ဒါလေးကိုဆရာပုံလေးနဲ့ဒီမှာပြပေးအော်ဒါကဒါလေးပဲ password ဆိုတာဒီအချိန်လေး on သွားတဲ့ကြာချိန်လေး off သွားတဲ့ကြာချိန်လေးကို password လို့ခေါ်တယ်အဲ့တော့ဘယ်လိုကျတော့ digital ပင်တွေက online off ပဲရှိတယ်။ online ဆိုရင်အများအား5ကိုတန်းနေမှာ။ off တယ်ဆိုရင်အများအား0ကိုတန်းနေ။ဒါပေမဲ့အဲ့ PWM ပင်တွေကဘာလို့လုပ်ရလဲဆိုတော့ဒီ password လေးတွေထုတ်ပေးနိုင်သွားရှိတယ်။သူမှအဲ့ password တွေကိုထုတ်ပေးတဲ့ hardware ပါတယ် circuit ပါ။ internet circuit ပါတယ် chip ထဲမှာထည့်မြုပ်ထားတာ။ဆရာတို့အဲ့ circuit ကိုလမ်းမျိုး control လုပ်ပြီးတော့ pass တွေထုတ်ခိုင်းနိုင်လို့ရတယ်။တယောက်ကြီး50% only 50% off လုပ်တဲ့ circuit လေးထုတ်ပေးတတ်မှာ။ ဲ့လိုမျိုး50% on ပြီး50% off လောက်တဲ့ဟာမျိုးအမြန်ထုတ်ပေးလိုက်လို့ရှိရင်ဟိုကပြန်လိုက်ပေးလိုက်အမြန်လောက်လိုက်လို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့အနက်တော့ value အတူရ50% on နဲ့50% off တယ်ဆိုရင်5ကိုရ50%ထွက်လာတယ်ဟုတ်ညင်ရအဲအကြီးလေ5ကိုရ50%လို့မြင်ရစပိန်နေလို့ပေါ့စပိန်ကိုတပတ်အပြည့်နေလိုက်လို့ရှိရင်ဖူပါပါရအမြန်ကြီးထွက်သွားလိမ့်မယ်အဲ့လိုကြီးမမြန်ချင်းစပိန်ဘိန်းကိုချိန်နေအောင်အပြည့်မနေနဲ့ ခြေတဲ့တော့ပဲနင်းလာအဲဆိုရင်အမြန်ဆုံးတော့ပဲလာစာပြတ်တော့ဘောလားမသိဘူးဒါပေမဲ့အဲ့လိုမျိုးနင်းလိုက်ရက်လိုက်နင်းလိုက်ရက်လိုက်မှာအရက်ကကြာသွားရင်မဖြစ်ဘူးစတိလဲသွားမှာပေါ့သိရမလားတော့ခူးလေးစတော့ဖြစ်သွားမှာပေါ့အဲ့လိုမဖြစ်ဘူးငြင်းငြင်းလေးဒီတော့ဘယ်တော့ဘယ်တော့ဆိုပြီးအဲ့လိုအလုပ်လုပ်တာကို PWM လို့ခေါ်တယ်ဒီ password module လဲခြင်းဆိုတာအဲ့ဒါကိုဆိုလို့လား password module လဲခြင်းကိုဆရာတို့ကသူ့ကို 0ကနေပြီးတော့255ကြာ value တခုပေးလိုက်လို့ရှိရင်အဲ့ဒီခုနအချိန်လေးကိုကစားလို့ရတယ်အချိန်လေးကိုကစားလို့ရှိရင်ထွက်လာတဲ့ voltage ကကြောင်းလဲသွားလိမ့်အနလော့အတုထုတ်တာအနလော့ voltage အတုထုတ်နေတာအဲ့လိုထုတ်နိုင်တဲ့ပင်ကဒီလိုအတုံပါတဲ့ပင်နံပါတ်3 5 6 9 10 11ဒါတွေပဲဒီပင်6ပင်လည်းဆရာတို့အနလော့ဟို value အတုကိုထုတ်ပေးနိုင်မှာရှိတယ်အစားပင်တွေကိုအဲ့လိုထုတ်ချင်တယ်ဆိုရင်တော့ ပေါ့ကို program နဲ့ရေးပြီးအမြန်ဖွင့်အမြန်ပိတ်ပြီးတော့လူပင်ပတ်ပြီးရေးမယ်ဆိုရင်တော့တားနိုင်စမ်းကြည့်တယ်နော်ကဲဆက်ပြီးတော့အဲ့ဒီဟုတ်ကိုဒီနေ့အစအပြီးပြန်သင်ပေးမယ်အဲ့တော့ကျွန်တော်တော့ LED လေးထွန်းကြည့်အောင်အဲ့တော့ဆရာတို့ဒီမှာအာရီနိုမှာဖွင့်နေပိတ်တယ်ကို right လုပ်တယ် reload တယ်လို့သုံးတယ်ပေါ်နေ off တဲ့အခြေအနေကိုဖန်တီးတာကို ်နေ off တယ်ဆိုတော့ digital ဖန်ပြီးတယ်ဆိုတော့ right လောက်တာဖတ်မယ်ဆိုရင် read လောက်တာပေါ့အဲ့ဖတ်အဲသုံးကျင်တဲ့ပင်လေးက30ပင်နဲ့ပဲ30ကျတော့ဖွင့်ကျင်တယ်ဟိုက်ပြီးလိုက်အဲ့ဆိုရင်တော့အများနဲ့ဖွင့်နေတယ်လူပင်ပတ်တာဆိုတော့လူပင်ပတ်မှမပတ်တော့ဘူးလေသူကဖွင့်လိုက်ဆိုလေရတယ်ကောင်ကဒီ LED ကအများနဲ့ဖွင့်လင်းသွားတယ်ဒီမှာလင်းသွားတယ်နော် LED လေးလင်းသွားတယ် အဲ့တော့ဆရာရဲ့အဲ့ဒါဆိုရင်လူပင်နဲ့ထည့်ကြရမလို့ပါဘူးလူပင်နဲ့ထည့်ကြရမလို့ပါဒီဆက်တဲ့ထဲမှာပဲဆရာတို့လုပ်လို့ရတယ်ဟုတ်ပါလဲဆက်တဲ့ထဲမှာလုပ်လိုက်ရင်းသွားပြီကိုပြန်မပိတ်တဲ့ခါကျတော့ဘရောမမပိတ်တော့အမြဲတမ်း infinite လင်းနေတယ်အဲ့တော့ဆရာတို့အခုဒီမှာအဲ့ဒါကိုပြင်ရင်ပြင်ပြီးတော့ပြန်ပိတ်ခြင်းနဲ့ခဏတော့ပြင်ဘွားပြင်ပြန်ပိတ်မယ်ဆိုရင်ဆရာတို့အချိန် delay ခံရတာ ကလေးက30စက္ကန့်တစ်ဖောင်ဘုံတစ်ဘုံဒါတော့မလို့အတိ30စက္ကန့်လို့ကျင်တယ်ဆိုရင်ဒီလေး1000တဲ့ထားလိုက်ရင်ချိန်30စက္ကန့်စောက်နေလိမ့်မယ်အော်ပြန်ပြိမ့်မယ်ဆောက် digital right နဲ့ဆောက်ပြန်ပြိမ့်မယ်အပြင်ကတက်တင်းလေးကိုပဲဆရာတို့ကပြန်ပြိမ့်လိုက်ဒါဆိုရင်အဲဒီကောင်ကမီလုံးလေးလင်းလာမယ်အချိန်30စက္ကန့်စောက်မယ်ပြီးပြန်ပြိမ့်သွားတာဒါပဲ အဲ့တော့အချိန်တစ်စက္ကန့်လေးနေမယ်ပိတ်သွားမှာပြီးတော့အဲ့တော့အဲ့လိုမျိုးဒီတစ်ချိန်နဲ့ဖြစ်နေတဲ့ဟာကိုဆရာအချိန်ချင်းဖြစ်နေတဲ့အချိန်ကတော့လူတွေကိုဖဲ့လိုက်တယ်ကျောင်းကတ်လို့ပြီးတော့ဆရာအဲကတ်လို့အော်စတော့မလုပ်သေးဘူးကတ်လို့ပြီးတော့ဆရာလူတွေကိုထဲလိုက်လူတွေကိုထဲတဲ့အချိန်မှာဒီမှာ error တစ်ခုရှိတယ်ဆရာမပြောသေးဘူးစမ်းကြည့်ဟုတ်ဒီမှာ ဟောဆရာပိတ်လဲမပိတ်ပါလားအမှန်အမှုပိတ်ပိတ်ပြီးတော့ချက်ချင်းပြန်ပွင့်သွားဘာဖြစ်တော့ဒီကုတ်ရန်နေကွာဒီကုတ်ရန်တော့ပွင့်သွားတယ်အစီတစ်စက္ကန့်ဆောင်တယ်ပိတ်တယ်ပိတ်ပြီးရတဲ့ချက်ချင်းဒီကုတ်ပြန်ရောက်သွားပြီချက်ချင်းပြန်ပွင့်သွားဘောဘောလားမသိအဲ့ကြောင့်လို့ပိတ်ပြီးရင်လည်းခါဆောင်ပေးရတယ်ပိတ်တဲ့ effect လေးကိုမြင်လိုက်ရအောင်ဟောဝဲကိုပရိုဂရမ်ကြီးတဲ့ချိန်မှာအဲ့ချက်ကိုစဉ်းစားဆိုတော့ဒီမှာဒီလေး1000ကျော်ပြောဆရာဖဲ့လိုက်ပြီဆိုရင်ပြင့်မယ် ်ချိန်တစ်စက္ကန့်ဆောင်နေပိတ်နေအချိန်တစ်စက္ကန့်ဆောင်ဒါဆိုကျွန်တော်ဒီမှာပိတ်နေတစ်စက္ကန့်ဆောင်နေပိတ်တယ်ဘယ်တော့မှမရက်တော့ဒါဆိုရင်ဆရာတို့အခြေခံ digital right ကိုသုံးပြီးတော့ဆရာတို့ပိတ်နေကိုဖွင့်လို့ပိတ်လို့ရတော့ဒါဆရာပင်နံပါတ်တာတင်းကိုပဲထိတ်ချုပ်တာပင်နံပါတ်0ကနေပြီးတော့တာတင်း a0 ကနေ a5 အဲ့ပင်လေးအကုန်လုံးကိုကြိုက်တယ်လို့ဖွင့်လို့ပိတ်လို့ရတယ်အဲ့တော့ပင်နံပါတ်30ကို တုံးပြသွားပြီပင်နမဆရာတို့ကတူးလေးကိုတုံးပြပင်နမတူးကိုတုံးမယ်ဆိုလို့ရှိရင်ဆရာတို့ပင်နမတူးကြတော့သူနဲ့ချိန်ထားတဲ့အရင်းမရှိဘူးအစ္စတာနဲ့အရင်းဆရာတို့ချိန်ပြီးမှရအောင်အဲဆရာတို့ကအဲ့ဒီဒီတလုံးထွက်လိုက်အဲ့တော့ LED ကိုဆရာတို့ကဒီမှာဖိုက်ဖို့ပေးလိုက်ပါဖြစ်သွားမယ်စမ်းကြည့်ရအောင်အဲ့တော့ပင်နမ2ကိုကွန်ထရိုးလုပ်ပါဆိုတော့ပင်နမ2ကိုဆရာတို့ကဒီမှာဆက်လိုက်မယ် LED နဲ့ဆက်လိုက် ground ဆိုရတော့ ground နဲ့ဆက် LED မှာရှေ့တဲ့ခြေောက်ကအပေါင်းတူတဲ့ခြေောက်ကအနှုတ်ရှေ့တဲ့ခြေောက်ကိုဆိုရတော့ကိုေးတာပေါ့နော်ကိုေးတဲ့ခြေောက်ကအပေါင်းဒီဘက်ကအနှုတ် ground ကိုအဲ့ဒါလေးကိုဆရာတို့ဒီမှာ band ကြီးလိုက်မယ်ဆိုလို့ရှိရင် LED တွေလင်းပြီးတော့တစ်ခါလဲကျုံးသွားတာတွေ့ရလိမ့်မယ်အဲ့တော့ဘာလို့တော့ကျုံးသွားလဲဆိုတော့ဒီကောင်ကဟုတ်လားဟုတ် အဲ့တော့သူ့ရဲ့ limit ထဲနိုင်တဲ့20 milli ampere ကိုကျော်ပြီးတော့ ampere အများကြီးစီးသွားတယ်အဲ့တော့ကားရန်ကို limit လုပ်ဖို့အတွက်ဆိုလို့ရှိရင်ဆရာတို့ကပါလုပ်ပေးရမယ်ဆိုတော့ဒီကောင်ကိုဒီ resistor ခံပေးရ resistor ဘလောက်ခံနေလဲဆိုတော့ theory အရလည်းတွက်ထုတ်လို့ရတယ်ဆရာတို့ experiment လုပ်ပြီးတော့လေဆရာတို့ရှာလို့ရအဲ့တော့ experiment လုပ်ချင်တယ်ဆိုရင်ဒီ resistor ရဲ့ turbo တွေကိုမျိုးမျိုးကြောင်းကြည့်ကြောင်းကြည့်ပြီးတော့အကောင်းဆုံးပဲလူအလေးအောင်ကြောက်ပြီးတော့ အလင်းရောင်ပုံလိုချင်တဲ့အတိုင်းရပြီးတော့မကျွမ်းတဲ့အချိန်မှာဆရာတို့ကဒါအကောင်းဆုံးပဲလို့ဆိုပြီးတော့ experiment လုပ်လို့ရတယ်။ electronic တွေကို simulator ပေါ်လာတဲ့အချိန်မှာအញ្ញမ်းကောင်းတယ်ဆရာတို့ experiment ကြီးပြန်လုပ်လို့ရတယ်။ဒီမှာများများဆန်းတဲ့လူကပတ်စံလေးပေးကြရမလို့ပညာသူများတဲ့တာလာလေး။ကျောင်းက theory တွေဖတ်ဆောင်ရတဲ့ဟာတွေကိုဒီမှာဆန်းရအောင်။အဲ့တော့ ဒါပထမအဆင့်ပါလေနောက်ပိုင်းကျရင်တော့ professional simulator တွေနဲ့စမ်းသင့်တယ်ပါလေနော်အဲ့တော့ဆရာတို့ဒီမှာဒီကောင်ကို1 kg အုံထားတာဗန်းကြည့်လိုက်တဲ့အချိန်မှာလင်းတော့လင်းတယ်ဒီကောင်လည်းလည်းဖိတ်နေတယ်အဲ့တော့ဒီကောင်ကိုဆရာတို့ကဒီတဲ့လင်းရအောင်လို့သူ့ကိုအုံတန်ကိုရှော့ချင်တယ်ဆရာတို့800လောက်ပေးတယ်ရှေ့ရတော့ပေးကြည့်မယ်ရှေ့ရအောင်အောင်ပေးကြည့်မယ်ဆိုရင်နည်းနည်းလေးတော့ကိုလင်းလာတယ် ဒါပေမဲ့တကယ်တော့အပြင်မှာဆိုရင်ပူတည်တာလည်းစိတ်တိုင်းမကြောက်ဘူး600ပေးကြည့်နော်ဆရာတို့အဲပူပြီးတော့လင်းလာမယ်400ပေးကြည့်မယ်လင်းလာမယ်အဲ့တော့လင်းတော့ပူပြီးတော့လင်းလာတယ်100ပေးကြည့်မယ်အဲလင်းလာမယ်100ပေးကြည့်မယ် အဲ့တော့တကယ်တော့ဒီကောင်ကဆရာတို့ဒီမှာဖွင့်လိုက်ပိတ်လိုက်ဖြစ်နေလို့မသိတာတော့ဖွင့်လိုက်ရင်တော့ဒီကောင်ကအမြဲတမ်းဖွင့်နေအခြေဆိုတော့အလိဒီယာမခံနိုင်ဘူးဒီမှာတရားနဲ့ဘာကြောင့်ရလဲဆိုတော့ကွာခဏလေးလင်းပြီးတော့ပြပိတ်သွားတာမို့လို့ဒီကားထဲမှာတိတ်မခံလိုက်ရတော့ချက်ချင်းမကျွန်းလာဒီကောင်ပရိုဘလမ်ရှိတယ်တေချာလို့ဆရာတို့ဖွင့်လိုက်ပိတ်လိုက်လို့ပဲနဲ့ဖွင့်လဲဖွင့်တော့လိုက်ဒါဆိုလို့ရှိရင်ပုံပြီးတော့အဖက်ကိုတိတာအခုဒီကောက်ကိုပြောင်းပြီးတော့ simulation စလိုက်ပြီ ဲ့တော့ဒီကောက်မှာဘလောက် area ရှိလဲဆိုတာကိုဆရာတို့ဒီမှာကြည့်ရအောင်အဲ့တော့ area ရှိတာကိုတိုင်းကျင်တယ်ဆိုရင်မီတာနဲ့တိုင်းရမယ်မီတာကိုဆရာတို့ series တိုင်းရအောင်အဲ့တော့မီတာတစ်လုံးကိုဒီကနေယူလိုက်လို့ယူလိုက်ပြီးတော့ဒီ circuit ကြီးကိုဖြတ်ပြီးတော့ဒီထဲမှာတကောင်က series ဝင်ဆက်မှာ series ဆက်တယ်ဆိုတာဆရာတို့လက်ရှင်းဆက်တယ်လို့ဆက်လိုက်တာဂျာရီယာဝင်နေရယူလိုက်တာ series ဆက်လို့ပြော တော့ဒီကောင်က ground ကိုဒီထဲမှာဆက်လိုက်တယ်သူကဂျားရဲရောက်ဝင်ပြီးတော့အဲဒီကောင်ကစီးနေဝင်ပြီးတော့နေရာယူလိုက်တိုင်းလာဆရာကိုအန်ဒီယာကိုတိုင်းလာ average ကိုတိုင်းလာနော်အဲ့တော့90.5 milliampere ဆိုတော့ဒါတော့ရဒါမဲ့ဘာဖြစ်နေလဲဆိုတော့ဆရာက safety factor မပါဘူးဖြစ်နေ20 milliampere ခံနိုင်တဲ့ LED ကို20 milliampere အစုံမှာမသုံးနိုင်ဘူးဘာလို့လဲဆိုတော့ တယောက်ကလာတဲ့ပစ္စည်းတွေအများစုဆရာတို့300ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ခံနိုင်တဲ့ limit အစွမ်းကုန်သုံးတယ်ဆိုရင်ဒီကောင်ကကြွလို့များတယ်။ဒါကြောင့်မို့ safety factor ချန်ရတယ်။ဒါကြောင့် one grade on ကနည်းတယ်လို့လူစားဆရာတို့ကဒီကောင်ကိုဘယ်လောက်သုံးကျင်လဲဆိုတော့14 milliampere 11 12 14ပေါ့ maximum 14လောက်ထိပဲသုံးကျင်တယ်။အဲ့တော့100လောက်ပြီးကျင်တော့ဘယ်လောက်ရအောင်အဲ12ဆိုတော့မစိုးဘူးအဲ့တော့အပြင်မှာဝယ်ရင် မရအောင်လို့ရှိချင်မှရှိမှာအဲရှိတဲ့ဟာလေးကိုပေါ့တူတွက်ဒီအောင်လို့ပါလို့ဒါမျိုးတွေရှိတယ်ဒါဆိုရင်ဒီကောင်တတိတတိမီဒီယာဘီယာရဲ့တော်တော်ကြီးကိုနည်းတဲ့ percentage တူတုံးနေတာဆိုတော့လင်းလဲလင်းမယ်အဘီယာလည်းခံနိုင်ရှိမယ် economy ကြောက်လို့လေအဲ့လို experiment လုပ်ပြီးရှာယူတာ equation နဲ့ပြန်တွက်ယူမယ်ဆိုရင် v square ကို ir ဆိုတဲ့ကောင်နဲ့ပြန်တွက်လို့ရတာအော် theory ရဆိုရင်ဒီကောင်က2 2.5လောက်သူကပေးလိုက်ရင် okay အဲ့တော့လေ experiment လုပ်လို့ရအခုဒီမှာအဓိကသင်ချင်တာကတော့ experiment လုပ်တဲ့ဟာတွေသင်ပေးချင်တာဘာလို့ဆိုချက်ချင်းမဲ့တည်ဖို့အတွက်ကိုဒီလိုမျိုးဟိုအသေးလေးစမ်းတတ်တဲ့အလေးထားလေးပေါ့နော်အဲ့ဒါဆက်ပါနေသင်ပေးခဲ့တယ်လို့ဘာလို့တဲ့သင်ပွဲလေးလို့ဒါမှဘာလို့တဲ့သင်ပွဲလေးဆိုရင်မလို့ချင်မသိဘူးဥပမာဒီ LED ကခုနကျောင်းသွားကျောင်းသွားတော့ဆရာတို့က ကားရဲ့ limit ရှိတယ်ဆိုတော့သိလိုက်ဘိုးဒိတ်နဲ့ဆိုရင်တော့ဘလောက်ဆိုရင်ဒီကောင်ကျွန်းပါလဲဆိုတော့ဆရာတော် experiment လုပ်ဖို့လို့ရတယ်အဲ့တော့ဆရာတို့ဒီမှာဒီကောင်ကိုဆရာတို့ဒီမှာ power ပေးပြီးတော့ variable power supply နဲ့ဆရာတို့ power ပေးပြီးတော့ control ပြီးတော့ခိုင်းကြည့်အောင်အဲ့ဒါကောင်ကိုဘလောက်ကနေစတင်မလဲ1 volt ကနေစတင်1 volt ကစတင်5 volt ဆိုရင်ကျွန်းကောင်တည်တယ်တည်ပြရတယ်5 volt ဆိုရင် မရဘူးအဲ့တော့ဝမ်းမှုဆိုနည်းနည်းတိုးမယ်ဝမ်းကွက်စစ်မှုနည်းနည်းလေးပဲလင်းတော့မလင်းဘူးအဲတူးဖို့တူးဖို့ဆိုရင်လင်းလာပြီအလဲခွဲ5မီလီယာတွေ့လားအဲ့တော့ဆရာတို့လိုချင်တဲ့မီလီအမ်ပီယာအတွင်းမှာဒီကောင်တူးဖို့ပေးရတယ်ဆိုတာဆရာတို့သိသွားတယ်ဒီကောင်ပစ္စည်းကိုကျွန်တော်သိသွားတယ်ဒါဆိုရင်ဒီကောင်ရဲ့ internal resistance ဘယ်လောက်ရှိလဲဒီကောင်ရဲ့ internal resistance ကိုသိချင်တယ်ဆိုရင်ဖို့ဆရာတို့အမ်ပီယာနဲ့စားလိုက်လို့ရှိရင်ဘယ်လောက်ကီလိုအုံးဆိုတာထွက်လာတယ်ဘောပေါ်လားမသိဘူး ဒါဆို LED တလုံးက internal resistance ဘယ်လောက်ရှိလဲသိလာတယ်။အဲ့တော့ဆရာတို့ကဒီဒီ resistor နဲ့ဒီကောင်ကိုဆက်လိုက်တယ်ဆိုတာကဒီ voltage ကိုခွဲယူလိုက်တယ်။မင်းကမင်းက2 volt ငါဘယ်လောက် volt ယူမလဲဆိုပြီး5 volt ခွဲလိုက်တာ။5 volt ကိုအဲ့လိုခွဲယူဖို့အတွက်ဆိုလို့ရှိရင်အညီမြောက်ခွဲယူခြင်းလေဆိုရင်ဒီကောင်က1 kilo ohm ဆိုရင် तू က1 kilo ohm ဖြစ်ရမယ်။အညီမြောက်မဟုတ်ဘူးဆိုလို့ရှိရင် voltage များများလို့ခြင်းလေကောင်ကအုံတန်မှုများကျန်တဲ့ကောင်ကငဲရမယ်။ ောပေါ်တာမသိဘူးအဲ့တော့ theory တင်ဖို့ရလို့ဆိုသဘောပေါက်နေတယ် socket တစ်ခုထဲမှာ cv ဆက်လိုက်တယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲ cv ဆက်လိုက်တယ်ဆိုလို့ရှိရင်ကားလိုင်းကအတူတူပဲကားလိုင်းကဘယ်လောက်လဲဆိုတော့ဒီဘက်ကလည်း11.1ပဲဒီကောင်လည်း11.1ပဲဒီနှစ်ခုလုံးက11.1ဖြတ်စီးနေတယ် okay စိတ်ကားရယ်နော်နောက်တစ်ခုကပါလဲဆို v is equal to i ဒီမှာပေါ်တဲ့ဘုတ်ကိုလိုချင် ဒီမှာစီးတဲ့ကားရဲနဲ့ဒီမှာရှိတဲ့အာနဲ့ပြောင်းအဲ့ဒီမှာပေါ်တော့ဘို့လို့ချင်းဒီမှာစီးတဲ့ကားရဲနဲ့ဒီမှာရှိတဲ့အာနဲ့ပြောင်းအိုင်ကအတူတူပဲအဲ့တော့အာတန်မိုးများတဲ့ကောင်ကပုံအားများများကျူပါတော့ဘောပေါ်လာသိဘူးအဲ့လို basic လေးကိုတရားသိသွားပြီဆိုရင်အဆင်ပြေပါတယ်ပြောဟုတ်ပါပြတ်ထားလိုက်ပါเนาะဒါကတော့ကြုံလို့ဟို very basic စာကြည့်တူလေးလေးစာပြောပြ ဲ့တော့ဘောလာမှုတိုင်းမှာဘူးတော့မှာနည်းနည်းဆင်းလာပြီးတော့မှာအလုံးလုံးတဲ့အချင်းကြီးရှိနေကြတာပေါ့နော်အဲ့တော့ဆရာတို့ဒါကြောင့်အာသူတို့ဒီအောင်တော့ရလေနီနီညိုတော့ရလေအဲ့တော့ဗန်ညိုနီလိန်ဝါစိမ့်ပြရန်ကုန်ပြည်ဆိုပြီးတော့သူကာလာကုတ်ကြီးရှိကာလာကုတ်ကြီးရှိတော့အဲ့ဒါတွေက online မှာရှာလို့လည်းရတယ် APK လည်းရှိတယ် အဲ့မြမလို့ဆရာမှတ်တာတော့နတ်ညိုနီလိန်ဝါစင်းပြာရန်ကုန်ဖြစ်အဲ့တော့ဒါပေါ်တော့ဒီပုံလေးဆိုအဆင်ပြေတယ်။အော်ခဏလေးဇွန်လေးကိုဆရာဆရာကြီးပိတ်လိုက်မယ်ပိတ်ပြီးချက်ချင်းပြန်ခွင့်လိုက်မယ်ချက်ချင်းပြန်ကြွားပြီနော်။ဆရာဇွန်ကမဝယ်ရသေးတော့နိုင်ွက်ပေးရတယ်